ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်အောက်တိုဘာလ19ရက်မြန်မာတက္ကသိုလ်1389ခုနှစ်တရင်ကျော်လပြည့်ကျော်73ရက်တနင်္ဂနွေနေ့ရက်မွန်းတဲ12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီဒေါ်လာနေသစ်ပါလို့ပြည်သူပေါင်းကိုနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့တီဘောနံပါတ်2လမ်းပေါ်မှာရှိတဲ့ခလာရ23အထိစစ်ရှုံးကောင်စီတက်ရောက်ရှိလာပြီလို့သိရပါတယ်တိုက်ပွဲအခြေအနေတွေကဘယ်လိုရှိပါသလဲ ပေါင်းနယ်မြို့နယ်မှာတော့ရဲတွေကိုမိုင်းဆွဲတိုက်ခိုက်မှုမှာဒူရဲအုပ်အင်းမင်းထွန်ပါဝင်ရဲနှစ်ဦးအပြင်းထန်ဒဏ်ရာရသွားပါတယ်။ဝါရှင်တန်မှာနိုကင်းခေါင်းစဉ်နဲ့ဒေါ်နယ်ထရန့်ကိုဆန္ဒပြကုန်ကြပါပြီ။ကိုကိုကျုံးကိုရောက်နေတဲ့မဟာလာကတပ်မိသားစုတွေကိုလုံခြုံရေးသတင်းနဲ့နေထိုင်ဖို့ပြောကြားတယ်လို့သိရပါတယ်။ NCA စနစ်ပြပွဲလာတက်တဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေကမင်းအောင်လိုင်ကိုလာရောက်ဂါရဝပြုတ်တွေ့ဆုံတယ်လို့အချမ်းဘတ်စစ်တပ်ကထုတ်ပြန်လာပါတယ်။ နမ်ဆန်ကွမ်ဟေရွာကိုအချမ်းဘတ်စစ်ရုံးကောင်စီတပ်ကဘုံထက်ကျဲတဲ့အတွက်ဒေသခံ၃ဦးသေဆုံးပြီးတော့ဒဏ်ရာရသူများပါတယ်ခင်ဗျာဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘကူတိုင်းပြည်ခရိုင်ပေါင်းနယ်မြို့နယ်မှာစိုင်းငယ်၃စီးနဲ့ထွက်လာတဲ့ရဲတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာဒူရဲအုပ်အေးမင်းထွန်းပါဝင်၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းအမှတ်3601တရင်ကသတင်းထုတ်ပြန်ထားပါတယ် နေ့ကအော်တိုဘာ16ရက်နေ့မနက်9:55မိနစ်ချိန်လောက်ကပေါန်းတယ်မြို့နယ်မှတ်တိုင်အုပ်စုမှတ်တိုင်ရဲစခန်းကနေဒူရဲအုပ်အင်မီထွန်ဦးစီးတဲ့ရင်ငါဦးဟာဆိုင်ကယ်3စီးနဲ့တမန်ကြီးရွာဘက်ကိုဂိတ်ဖွင့်စစ်ဆေးဖို့ထွက်လာတဲ့အချိန်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲပြီးတော့တိုက်ခိုက်ခဲ့ကြတာပါတိုက်ခိုက်မှုကြောင့်ဒူရဲအုပ်အင်မီထွန်နဲ့နေဒိန်အောင်ကျော်ထက်တို့အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်ဒဏ်ရာရရှိတဲ့ရဲနှစ်ဦးစလုံးကိုအလုံးပိတ်ကားနဲ့ပြည်စည်းရုံကိုတည်ဆောင်သွားပြီး တည်ဆုံးတာရှိမရှိတော့သိရှိနိုင်မှုဆက်လက်ပြီးတော့စုံစမ်းနေဆဲပါခင်ဗျာတိုက်ခိုက်ခံရတဲ့ရဲတွေဟာတမန်ကြီးရွာလမ်းဆုံးညောင်မေအောက်မှာဂိတ်ဖွင့်ပြီးတော့ခီးသွွားပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးစစ်ဆေးတာအာရမစစ်မှုထမ်းစုဆောင်းတာဝယ်လာတဲ့စားတောက်ကုန်တွေကိုလည်းသိမ်းဆီးတာပြည်သူတွေကိုဖမ်းဆီးငွေတောင်းခံတာငွေမပေးနိုင်ရင်ဖမ်းဆီးထောင်ချတာတွေပြုလုပ်နေတဲ့ဂိတ်ဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုတော့ပြည်သူ့ကော်မတီတမတော်ဗျူဟာ21ကိုကဲမှုအောင်မှာရှိတဲ့3631တရင်တက်ခွဲလေးကရဲဘော်တွေကလုဆောင်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းပုံအနေနဲ့ရွေးကောက်ပွဲနီးလာတဲ့အမျှအရာရှိစစ်တီတွေသာမကမိသားစုဝင်တွေပါလုံခြုံရေးထုတ်ကူးဆိုင်ပြီးတော့နေထိုင်ကြဖို့အော်တိုဘာလ16ရက်က ကိုကိုကျွန်းတက်နယ်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကတိုက်တွန်းပြောဆိုခဲ့ပါတယ်။မင်းအောင်လှိုင်ရဲ့ဇနီးကျူကျူလှတို့အော်တိုဘာ16ရက်နေ့မနက်ပိုင်းကကိုကိုကျွန်းကိုတွားရောက်ပြီးတော့ကိုကိုကျွန်းတက်နယ်မှာရှိတဲ့အရာရှိစစ်တီမိသားစုတွေနဲ့တွေ့ဆုံချိန်မှာအခုလိုမျိုးပြောဆိုခဲ့တာပါ။ကိုကိုကျွန်းဟာနိုင်ငံအတွက်ဗထဝီအနေထားအရာရပ်ပါတဲ့နေရာဖြစ်သလိုရွေးကောက်ပွဲကျင်းပမယ်မြို့နယ်လည်းဖြစ်လို့အရာရှိစစ်တီတွေနဲ့ တက်မိသားစုဝင်တွေပါလုံခြုံရေးအထူးကူးစိုက်ပြီးတော့နေထိုင်ကြဖို့စစ်ကောင်းဆောင်မြောက်လိုင်းကပြောဆိုခဲ့တာဖြစ်ပါတယ်။မဖြစ်မနေနိုင်ငံတော်ရဲ့အာဏာကိုရယူခဲ့ရပေမဲ့ပြည်သူလူထုတောင်းတတဲ့ရွေးကောက်ပွဲကိုတက်ကဥဆောင်ပြုလုပ်ပေးသွားမှာဖြစ်ပြီးဆန္ဒမဲပေးရမှာလဲနိုင်ငံရဲ့အကျိုးကိုအမှန်တကယ်တည်ပိုးသူဒုတာဝန်ရေးသုံးပါးကိုလိုက်နာဆောင်ထင်းသူနိုင်ငံရေးစီးပွားရေးအပြင်ကာကွယ်ရေးအမြင်ရှိသူတွေကိုရွေးချယ်ပြီးတော့မဲပေးဖို့လိုတယ်ဆိုပြီးမအလာကပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ28ကျင်းပမဲ့ရွေးကောက်ပွဲကိုပါတီပေါင်း58ပါတီကကိုယ်စားလှယ်လောင်းပေါင်း9000ကျော်ဝင်ရောက်ပြီးတော့ရှင်မြင်သွားမှာဖြစ်ပြီးအဲ့ဒီထဲမှာကြက်ခံရေးပါတီကအများဆုံးဖြစ်ပါတယ်ခင်ဗျာဒီရွေးကောက်ပွဲမှာဝင်ပြိုင်မှုစစ်တပ်ကအရာရှိ400ကျော်ကိုအငိမ့်စားပေးပြီးတော့ကြက်ခံရေးပါတီကနေဝင်ပြိုင်ခိုင်းခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်နေတာပါအနာသိစတက်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူရောင်ရွေးကောက်ပွဲဖြစ်တယ်လို့မေသားညွေဆိုရဲ့ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ပြောဆိုထားကြပါတယ်ခင်ဗျာ။ ရှမ်းမြောက်မှာရှိတဲ့စည်ရင်းအခြေအနေတွေကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာ။စစ်ရှုံးကောင်စီတပ်ဟာတီဘောမြို့ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်တီဘောနံပါတ်2လမ်းပေါ်မှာရှိတဲ့ချလင်တပ်ရင်း23တပ်ထိရောက်ရှိလာတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ခင်ဗျာ။ဒီကနေ့ထိစကားဆဘက်က23တပ်ထိရောက်လာပြီးတော့935 54မှာတော့ TNL တွေရှိသေးတယ်။စကားဆဘက်က80ဒုံးနိုင်တာတော့မရှိသေးဘူးလို့ရှေ့တန်းသတင်းရင်းမြစ်တူကပြောပါတယ်ခင်ဗျာ။ဒီနေ့မှာတော့နံပါတ်2နဲ့တီဘောမြို့နယ်ကိုဆက်သွယ်ထားတဲ့မိုးဒေတာကြိုးကြပျက်စီးသွားကြောင်း ်ဆစ်ရှုံးကောင်စီဝါဒဖြန့် Telegram Channel တွေမှာရေးသားဖော်ပြနေကြပါတယ်။ဒီဘောမျိုးကိုပြန်ရဖို့ဆစ်ရှုံးကောင်စီတက်ဟာပြီးခဲ့တဲ့အော်တိုဘာလပထမပတ်ကစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာနှစ်ပတ်ကျော်ကြာမှတော့ဒီဘောမျိုးကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီဘောမျိုးကိုတန်တက်လက်လွတ်ခံရပြီးတဲ့နောက်လက်ရှိမှာတော့မန္တလေးလားရှိုးပြည်တော်စုလမ်းမကြီးကိုဆစ်ရှုံးကောင်စီဘက်ကပြန်ပြီးတော့ထိန်းချုပ်လာပါတယ်။စရှုံးကောင်စီတက်ဟာတမ်းမျိုးသားလူမျိုးရေးတမတော် DNA လေးထိ ंछ ုတ်ထားတဲ့မျိုးတွေတဲကဒီဘောမျိုးကိုထပ်မံသိမ့်ပိုက်နိုင်ခဲ့တာကြောင့် ထိန်းချုပ်ထားတဲ့မျိုးတွေကနေ TNL စုတ်ခွာပေးနေရမှုအပေါ်ဝေဖန်မှုတွေရှိလာပါတယ်။ TNL ဟာ2023အောက်တိုဘာ29ရက်ကစတင်တဲ့တက်တုံရနှစ်ခုဆစ်စင်ရင်းတဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲတီဘော နမ်ဆန်မိုင်းလုံးမိုးမိတ်မမ်တုံနမတူကုတ်ခိုင်နောင်ချိုနမ်ခမ်းမိုင်းငုံမြို့နဲ့မန္တလေးတိုင်းကမိုးကုံမြို့တို့ကိုသိမ်းယူခဲ့တာဖြစ်ပါတယ်။2025ခုနှစ်လပိုင်းမှာစစ်ရှုံးကောင်စီရဲ့တံပြန်ထိုးစစ်ကြောင်ပြီးခဲ့တဲ့ဇူလိုင်လလယ်မှာနောင်ချိုမြို့ကို TNL က လက်လွတ်ခဲ့ရပါတယ်။ဒါပြင်ကြောင်မဲမြို့ကိုအော်တိုဘလာ၁ရက်နဲ့အော်တိုဘလာ၁၈ရက်နေ့မှာတော့တီဘောမြို့ကိုပါထပ်ပြီးတော့လက်လွတ်ခဲ့ရပါတယ်။ထင်ကျုပ်ထားတဲ့မြို့တွေကနေဇက်တိုက်ဆုတ်ခွာပေးနေရတဲ့တီအန်အန်လီရဲ့စီရေးဆွမ်းဆောင်ရေးဘော်ဒေသခံတွေနဲ့နိုင်ငံရေးတိုင်ဝမ်ကမိကုံထုတ်နေကြပါတယ်။တီအန်အန်လီမှာတရုတ်ရဲ့ဖိအားရှိနေတဲ့ပြင်တစ်ဖက်မှာစစ်တပ်ကတရုတ်ရဲ့လက်နက်ခဲယမ်းဒီပညာဒရုန်းစတဲ့အကူအညီတွေရနေတာကြောင့်စစ်တပ်ထိုးစစ်ကိုတီအန်အန်လီခုခံဖို့ခက်ခဲနေတယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းစီရေးလိလာသုံးသက်သူဦးက ြောပါတယ်ခင်ဗျာနောက်ထပ်သတင်းတပုတ်အနေနဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးဆိုင်ရာသဘောတူညီမှုစာချုပ် NCA ရဲ့စနစ်ပြပွဲတက်ရောက်လာတဲ့တိုင်းသာလက်နက်ကိုင်ဖွဲ့တွေကအာဏာသိမ်းထားတဲ့ကျမ်းဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်ကိုလာရောက်ကရဝပြုတွေ့ဆုံတယ်လို့ကျမ်းဖက်စစ်တပ်ကမနေ့ကသတင်းစာမှာထုတ်ပြန်ရေးသားထားပါတယ်။အော်တိုဘလာ၁၈နှစ်ရစွဲနဲ့ထုတ်ဝေတဲ့စေုပ်စုထိန်းချုပ်ထားတဲ့သတင်းစာတွေမှာစစ်ကောင်းဆောင်မင်းအောင်နိုင်ကိုတိုင်းသာလက်နက်ကိုင်ကိုယ်စားလှယ်ဖွဲ့တွေက လာရောက်ကရဝပြု တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားတာဖြစ်ပြီးဂရဝပြုဆိုတဲ့အသုံးအနှုန်းကိုရေးသားထားတာပါစစ်ကောင်းဆောင်မင်းအောင်နိုင်ကိုဂရဝပြုတွေ့ဆုံတယ်လို့ထုတ်ပြန်တဲ့အထက်ပါဝင်တဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေကတော့ရခိုင်ပြည်လူမျိုးရေးပါတီ LB ဒီမိုကရေစီကြိုးပြုကင်းရဲတမတော် DKBA ကင်းမျိုးသားစီယုံငင်းညာရေးကောင်စီ KNU KNLA PC လောက်ဒီမိုကရက်တစ်စီယုံ LDU မွန်ပြည်တိပါတီ NMSP နဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဖွဲ့ရဲ့တာဝန်ရှိသူတွေပါဝင်တယ်လို့သိရပါပါတယ်ခင်ဗျာ တပ်ပြင်းအစီအမပြင်းနယ်လိုကိုစားလက်မှတ်ရေးထိုးခဲ့သူဥခွန်အောက်ကနဲ့ EVS Gap ကရဲဘော်တယောက်ဖြစ်တဲ့ဦးမျိုးဝင်းတို့လည်းပါဝင်တယ်လို့သိရပါတယ်။မင်းအလိုက်နဲ့တွေ့ဆုံတဲ့ထဲမှာစိဥစုကျင်းပမဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိစ္စနဲ့ NC လမ်းကြောင်းအတိုင်းငင်းငိုင်းလုပ်ငန်းစဉ်တွေမှာဆက်လက်ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စတွေဆွေးနွေးခဲ့တယ်လို့စိဥစု lobby media တွေကသတင်းဖော်ပြနေကြပါတယ်ခင်ဗျာ။ဒီကနေ့မှာတော့အထူးတင်ဆက်မှုအနေနဲ့ရုပ်သက်ဖိုင်တစ်ခုကိုဖွင့်ပြပေးချင်ပါတယ်။ တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်ရုပ်သံဖိုင်မှာ caption မှာလည်းဒီလိုရေးထားပါတယ် Netflix မှာငွေပေးပြီးတော့ rating ဘလောက်ရည်လို့ခင်ဗျားတို့တကူးတကရှာနေရတဲ့စစ်ကားမျိုးမဟုတ်ပါဘူးကျွန်တော်တို့အသက်ကိုရင်းပြီးတော့စစ်မိတ်ဆာတွေကိုရသမျှတိုက်ထုတ်နေကြတာပါအညာစီရေးကိုအထင်မသေးကြပါနဲ့ဗျာလက်ရှိပြုလုပ်နေတဲ့အနောက်မြောက်လွင်ပြင်သို့ကမင်းဟာလည်း31ရာခိုင်နှုန်းပဲရရှိပါသေးတယ်သူအေးအေးမနေကြပဲကမင်းကာလာမပြီးဆုံးခင်ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရက်ခံလိုက်ပါရစေကျွန်တော်တို့ကအလုံနဲ့တက်တည်ပြပါမယ်ဆိုပြီးတော့အခုရုတ်တံဖိုင်နဲ့အတူတင်ဆက်လာတာပါရုတ်တံဖိုင်ကိုကြည့်အောင်ပါခင်ဗျာရုတ်တံဖိုင်ထဲမှာတွေ့ရတာတော့ဘက်ဖိုကားကိုဒီနားမှာတကယ်တစ်လုံးနေလားတံပြားနေလားကာပြီးတော့အကာအွယ်ယူပြီးတော့နောက်ကရဲဘော်တွေ2ယောက်4ယောက်5ယောက်6ယောက်9ယောက်လောက်ကအဲ့ဒီဟာကိုအကာအွယ်ယူပြီးတော့ စခန်းတစ်ခုစီကိုကွင်းပြင်ထဲမှာခြိတက်နေကြတယ်မြင်ကွင်းမှာရန်သူဘက်ကလည်းအဲ့ဒီကားကိုဥတီပြီးတော့ပြစ်ခတ်နေတာမျိုးကျွန်တော်တို့မြင်တွေ့ရပါတယ်အဲကားကိုကားရဲ့ဘေးနေရာတွေကိုမှန်တဲ့အနေထားမျိုးကျွန်တော်တို့တွေ့နေရတာပါနောက်ကရဲဘော်တွေကလည်းအဲ့ဒီစခန်းကို ဒီကားကိုကာကွယ်ယူပြီးတော့ပြစ်နေကြပါတယ်။အင်မတန်မှစွန့်စွန်စားစားလုပ်ရတဲ့မရှင်တစ်ခုပါဖက်ဖိုးမောင်းတဲ့လူလေးတော်တော်လေးကိုစွန့်စွန်စားစားနဲ့မောင်းရမှာ။စခန်းထဲမှာစနိုက်ပါရှိနေတယ်ဆိုတော်တော်လေးမလွယ်ပါဘူး။ဒါပေမဲ့အကာအကွယ်တွေတော့ဖန်မိထားမယ်လို့ယူဆပါတယ်။ဘယ်နာမှာကျွန်တော်တို့အညာရဲ့ပြရုပ်ဖြစ်တဲ့ထမ်းမင်တွေကိုလည်းမြင်တွေ့ရမှာပါ။ မိနစ်စက္ကန့်30စာလောက်ရွတ်တံပိုင်ဆိုပေမဲ့ရဲဘော်ဆယ်ယောက်ဝန်းကျင်ရဲ့အသက်နဲ့ရင်းပြီးတော့ပေါ်ဆောင်နေကြတဲ့မစ်ရှင်တစ်ခုဖြစ်ပါတယ်အဲ့တော့တော်တော်လေးကိုအသေးရသေးကောင်းပြီးတော့စွန့်စားရတဲ့အခြေအနေမျိုးပါအဲဘဖိုးကားကိုတကယ်ဟိုအကာအကွယ်လုပ်ပြီးတော့ရန်သူ စခန်းစီကိုချင်းကပ်နေကြတဲ့ရုပ်တံပိုင်မှာအညာရဲ့စီရေးလှုပ်ရှားမှုစီရေးလှုပ်ရှားမှုတွေတဲကတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ဟဲ့ရုပ်သံဖိုင်မကြည့်ခင် caption မှာရေးခဲ့တဲ့အတိုင်းပါပဲဒါကအနောက်မြောက်လွင်ပြင်သို့ဆိုတဲ့ campaign ကနေပြီးတော့ပြုလုပ်နေကြတဲ့အဲဒီစီရေးပေါ်ဆောင်မှုပါအဲ့တော့အနောက်မြောက်လွင်ပြင်ဆိုတဲ့ campaign ကလည်း31ရာခိုင်နှုန်းပဲရှိသေးတယ်လို့ကြားသိရတဲ့အတွက်အဒီ campaign မှာလည်းပါဝင် ပေးကြဖို့ဒီနေ့ကနေတပါးတည်းနှိုးဆော်ပြစီအဲ့တော့တိုက်ပွဲဝင်နေကြတဲ့ရဲဘော်ရဲဘက်တွေကတော့ဘလို့ချင်းနေမျိုးမှာပဲဖြစ်ဖြစ်ရန်သူကိုချင်းမုန်းနိုင်မှုအတွက်နီလာမျိုးစုံအုံပြုပြီးတော့ တကယ်စွန့်လွတ်စွန်စားပြီးတော့တိုက်ပွဲတွေဖော်ဆောင်နေကြပါတယ်ကျွန်တော်တို့ကလည်းဒီဖော်ဆောင်မှုတွေမှာတတက်တအားနဲ့ရဲဘော်တွေလိုအပ်တဲ့ကြီးခရမ်းရိတ်ခါစေဝါလိုအပ်သမျှတွေကိုကျွန်တော်တို့ဖြည့်ဆည်းပေးဖို့တောင်းဝန်ရှိပါတယ်ဒါကြောင့်မို့လို့ဒီကမ်ပိန်းလေးမှာလည်းတွားရောက်ပြီးတော့ဖြည့်ဆည်းပေးကြပါကျွန်တော်ဒီသတင်းရဲ့ comment မှာဒီတွားပြီးတော့ကူညီလို့ရတဲ့ကမ်ပိန်းမှာပါဝင်လို့ရတဲ့ link ကိုချပြထားပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ မကြမ်းဖက်ဆက်ရှုံးကောင်စီတက်ရဲ့နေစင်မပြတ်ဘုံကျဲတက်ဖြတ်တဲ့သတင်းတွေနဲ့ဆက်ချွန်ပါတယ်။တန်းတမတော် DNL ထိန်းချုပ်ထားတဲ့နမ်ဆန်မြို့နယ်ကွန်ဟဲကျေးရွာအလေထဲမှာဆက်ရှုံးကောင်စီတက်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်၃ဦးသေဆုံးခဲ့တယ်လို့သိရပါပါတယ်။အော်တိုဘလာ session နဲ့ည၈နာရီခွဲဝန်းကျင်လောက်မှာကွန်ဟဲကျေးရွာအလေမှာရှိတဲ့နတ်စင်အောက်ကို Jet Fighter နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့တိုက်ခိုက်မှုကြောင့်အနည်းဆုံးဒေသခံ၃ဦးသေဆုံးခဲ့ရပြီး9ဦးထပ်မံဒဏ်ရာရခဲ့တယ်လို့နှိဇက်သူတွေစီကနေသိရပါတယ်။နှိဇက်တဲ့ဒေသခံတအူးပြောပြတာကတော့ လော်၆ဆက်ယုံအောင်နာမားတဲ့လူထိများတယ်တဲ့နော်ဆိုပြီးတော့ပြောဆိုထားပါတယ်။ဒါပြင်ကြောင်မဲမြို့နယ်နဲ့ဒီဘောမြို့နယ်တဲကိုလည်းဒီနမ်ဆန်ကျဲချပြီးတပြိုင်တည်းထဲမှာဘုံကျဲတိုက်ခိုက်မှုပြုလုပ်သွားခဲ့တယ်လို့စီးရဲသတင်းမြစ်တွေကပြောဆိုထားပါတယ်။နှပတ်ကျော်အတွင်းမှာဆွေရှုံးကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ရရှိထားတဲ့စင်အချက်လက်တွေအရတင်းနယ်လေးထိန်းချုပ်ဒေသမှာတည်ဆုံးသူကလေး6ဦးအပါအဝင်39ဦးတည်ဆုံးပြီးတော့ကလေး10ဦးအပါအဝင်48ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိထားပါတယ်ခင်ဗျာ ဒီနေ့တော့မိုးလေဝသခံမှန်းချက်သတင်းတွေနဲ့ဆက်ချွန်ပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလေဟာအားအနည်းငယ်ရှိနေပါတယ်ခင်ဗျာ။ပင်လယ်ပြင်အခြေအနေတွေကတော့သင်းသာရီကမ်းရိုးတန်း၊ရခိုင်ကမ်းရိုးတန်း၊မြဝကျွန်းပေါ်ဒေသတွေနဲ့မိုးတူမကွေဘက်မှာအရှိတ်ဘက်ကလေကတနအီကိုစံမိုင်ကနေမိုင်20လောက်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင့်ရှိနေပါတယ်။မိုးရသွန်းမဲ့အခြေအနေတွေကတော့နေပြည်တော်စကိုင်းတိုင်း၊ရန်ကုန်တိုင်း၊ ARD တိုင်း၊ပဲခူးတိုင်း၊တရင်းတိုင်းတိုင်း၊ကချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာတော့နေရာကျဲကျဲမိုးထချုံပြီးတော့ရွာနိုင်ပါတယ်ခင်ဗျာဒါကြောင့်ဒီကနေ့မွန်တဲ12နိုင်ချိန်ထိနောက်ဆုံးတွေ့ရတဲ့သတင်းဖြစ်စဉ်ကြောင်းရတွေကိုကျွန်တော်ရန်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရတွေနဲ့အတူကျွန်တော်ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်မင်္ဂလာပါကုလူတို့ ခုကျွန်တော်ကကြ བྱ ားတပုတ်ကိုဖတ်ပြတင်ဆက်ခြင်းပါတယ်။ငါရင်တဲကအညာရင်တဲကိုဆွဲဖွင့်ပြီးဝင်ခဲ့လိုက်။သွေးဆက်လက်နဲ့အနိဋ္ဌာယုံမြင်ကွင်းဟာအညာပဲ။ဘယ်နာကြည့်ကြည့်ကြည်စံနဲ့ငိုတန်အတိရင်ထဲကအညာကိုမြင်ဘူးလားမမြင်ဘူးရင်စေစေကြည့်တာကြုံမွေးပြောင်ပြောင်မှာ တဘူးနဲ့ယုံနေခဲ့တာဒီနိုင်ငံကောင်းစားဖို့မပြောနဲ့စပားစီဘလောက်ထက်ကြမလဲတထိတ်ထိတ်နဲ့ကြောက်နေရတာအညာငိုတံဘေးမှာအလောင်းတွေပဲရှိတယ်ငိုနေတဲ့သူတွေမှာအိမ်လည်းမရှိကြတော့ကြောင်နာနာနဲ့ပြေးပြေးဆိုလို့ထပြေးရတာမူရော်လေလှဲမကောက်နိုင်ဘူးသမီးလေးလက်ကိုဆွဲလို့စစ်ကြောင်းက ိုးပြန်ပြီးတဲ့ကွာမတို့အညာအမြဲတမ်းအညာခံရတယ်လမ်းကြုံခဲ့ရင်ငါရင်ကိုဖွင့်ပြီးအညာကိုဝင်လာခဲ့လိုက်လူငယ်ကြီးနဲ့ပြောရရင်တော့အညာဂျိုစကိုမဟုတ်ဘူးအညာတော်သည်မဟုတ်ဘူးစစ်သားတွေစဝင်လာကြတဲ့ကအညာအမြဲတမ်းလိုက်စားအမြဲတမ်းထန်တလန်အမြဲတမ်းမိုင်းကြရင် အမြဲတမ်းဂါဇာအညာသားတွေယူသားတယ်ဆိုပြီးအညာညာခံခဲ့ရတာကြီးပဲငါသမီးလေးလေးသမင်းစာနေရော့မယ်ငါမင်းမလည်းပင်ပန်းနေပြီငါအိမ်လေးနဲ့နွားတွေလေးမိတွေပါသွားပြီစစ်သားတွေအညာကိုဝင်လာပြီးတော့စစ်သားတွေအညာက မပြန်သေးဘူးတဲ့ကွာ good night ဟုတ်ကဲ့ဒီကနေ့ရဲ့ကြပြာကိုရွတ်ဖက်ပြီးွားတဲ့အချိန်မှာကျွန်တော်က campaign လေးတစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒီ campaign ရဲ့နာမည်ကဘာလဲဆိုတော့အနောက်မြောက်လွင်မြင်သူတဲ့အနောက်မြောက်လွင်မြင်ဆိုတာအညာထဲမှာလဲပါတဲ့ဒီရင်မပင်ခရိုင်ပဲပေါ့နော်အဲ့ဒီရင်မပင်ခရိုင်အအမှတ်6တက်ရင်အတွက်ပြုတ်လုတဲ့နောက်ဘက်လွင်မြင်သူဆိုတဲ့ campaign လေးပါဒီ campaign လေးကဆိုရင်ကြီးစံအတောင့်9000ဒါကကဒါပေမဲ့ တာဂက်ရဲ့37ရာခိုင်နှုန်းကျော်ကျော်ပဲရသေးတာဆိုတော့ဟိုတဝက်ဖြစ်တဲ့အတော့ဟိုကြီးစံ2000ခွဲလောက်တော့မရသေးဘူးပေါ့ဗျာပြည်သူတွေရဲ့ရန်သူကို ပြန်လေတိုက်ထုတ်ဖို့ပြည်သူကြွေးတာတွေစားတဲ့ပြည်သူတရေကောင်းတွေအေးပြည်သူရန်သူတွေကိုတိုက်ထုတ်ဖို့အတွက်ကြီးစံလိုပါတယ်အဲ့ဒီကြီးစံကိုပြည်သူတွေစီရပဲပြန်ပြီးတော့ထပ်ပြီးတော့အပူကက်ပြရသေးပေါ့ဗျာနော်ကမ်ပိန်းတာဂက်ကကြီးစံအတော့9000ခုလိုလို့စေ30 37ရာခိုင်နှုန်းလောက်ပဲ ရပါသေးတဲ့အတွက်ဒီတက်နိုင်တဲ့နိုင်ငံတကာကလူတွေရောဟိုပြည်တွင်းကတော့ထားလိုက်ပါတော့နိုင်ငံတကာကတက်နိုင်သမျှဒီကမ်ပိန်းလေးကိုပါဝင်ကူညီပေးကြပါအောင်လို့ကျွန်တော်မြစ်တာရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်ကိုလူတို့ ချောင်းပဲလဲချောင်းချောင်းချောင်းဒီလူသားတို့လိုချနေကြပြီပြိနေမှုတွေရဲ့အစွန်ပန်းလားအိုးအိုးဆိုးသူလင်းတွေတုံတုံနေဟိုပဲလဲချောင်းပဲလဲချောင်းပဲလဲချောင်းချောင်းချောင်းလူကိုယ်သူသွေးဆုံးအုတ်ချုပ်တစ်နှစ်တွေကြာဆုံးဖို့အချိန်ရောက်ရှိခဲ့ပြီအိုးချစ်စင်းရဲ့ကျွန်တော်ဒီနေ့ 的唱，把的唱，把的唱，唱唱，就你那的，就也是那的，就是那对呀，一捆走的，把的记忆，心口难的哈。为了唱，为了唱，为了唱，唱唱，如今今夜，夜晚的台北，多少难把下泪。 照别来照别来照照照。阿爸的鸡耶，心空荡荡。哦，别来照别来照、oh, 别来照照照。有几只耶，听话的姐姐，多多难嘛呀妹妹。有几只耶，听话的姐姐，多多难嘛呀妹妹。 ုချစ်ချင်ရဲ့ခုဒီတော့အတိတ်ပဲတို့တော့နှမ်းမရနိုင်နဲ့ဘယ်လချောင်းဘယ်လချောင်းဘယ်လချောင်းချောင်းချောင်း 麦当劳，中年。